ရခိုင်ပြည်နယ်အတွင်းကစစ်ဘေးသင့်ပြည်သူတွေစီရောက်သွားနိုင်မှုနယ်စပ်ဖြတ်ကျော်လူသားချင်းစာနာမှုကူညီပေးရေးဈဉ္ညံလမ်းကြောင်းတစ်ခုဖန်တီးပေးဖို့ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အာရကပ်တတော် AA တို့ကိုလူခွေလှူရှာမှုအဖွဲ့တစ်ခုဖြစ်တဲ့ Fort Frank White အဖွဲ့ကမက်စလာစနီယန်နီကတိုက်တွန်းလိုက်ပါတယ် Fort Frank White အဖွဲ့ရဲ့ထုတ်ပြန်ထားမှုအရစုဆောင်းရောက်ရှိထားတဲ့တပ်တွေအထောက်အထားတွေကမြန်မာစစ်တပ်ဟာရခိုင်နယ်ရေညာအတိုင်းဝန်းနှစ်ခုလုံးကရသားပြည်သူတွေအသက်ရှင်ရပ်တည်ဖို့လွယ်တဲ့ကူညီတွေမရအောင်စနစ်တကျတားဆီးထားပြီးတော့ဒါဟာရာဇဝတ်ညှောက်နိုင်တယ်လို့လည်းပြောဆိုထားပါတယ် ၎င်းပြည်နယ်ကမြို့နယ်18မြို့နယ်ထဲမှာပြည်နယ်မြို့တော်စစ်တွေမြို့ကိုပဲစစ်ကောင်စီကထိ ंछ ုပ်ထားနိုင်ပြီးတော့စစ်တွေဟာရေးကြီးတဲ့စိတ်ကမ်းမြို့ဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့ရဲကနေရခိုင်ပြည်တကိုပေးပို့မဲ့ကူညီတွေကိုပိတ်ပင်ထားနိုင်တဲ့အကြောင်းဖူဒရန်ရက်ကတော့တုံ့တက်ပြောဆိုထားပါတယ်ရခိုင်ပြည်နယ်ဒေသခံတွေထပ်မံရောက်လာနိုင်တဲ့ရေညာဒုက္ခသည်တွေနဲ့ကုလသမဂ္ဂအပအဝင်ကူညီပေးအဖွဲ့တွေကိုမြင်းမြန်းထားတာတွေနဲ့စစ်ကောင်စီကထုတ်ပြန်ထားတဲ့စာရွက်စာတမ်းတွေကိုလေးလာတုံ့တက်ချက်ရမြန်မာစစ်တပ်ဟာရခိုင်ပြည်နယ်မှာကုန်သိန်းလမ်းကြောင်းတွေကိုပိတ်ထားတယ်လို့ဖော်ပြပါရှိပါတယ်စစ်တပ်ကဒီလိုပိတ်ထားမှုတွေကြောင့် အစားအစာနဲ့စေဝါပြက်လိုက်တဲ့အတွက်ရတားပြည်သူတွေအသက်သေဆုံးနေရကြောင်းနဲ့ကုလသမဂ္ဂရဲ့စီးရင်နေရရခိုင်ပြည်နယ်မှာစစ်ပြေးဒုက္ခသည်9,900ကျောင်းရှိနေပြီးတော့နှစ်တန်းလောက်ဟာအစားအစာစေဝါနဲ့အခြားအကူအညီတွေရေးဖို့လိုအပ်နေတယ်လို့လည်းထောက်ပြပြောဆိုထားပါတယ်။ American Soil တက်ကနိုင်ငံသားအကူအညီတွေချော့ချော့ဖြတ်တောက်နေတာကြောင့်ဒုတိယဆန္ဒမှုအချက်တဲပုံမှုဆိုးလာပြီးတော့မြန်မာစစ်ကောင်းဆောင်တွေပုံမှုကြိုးရှိစီမှာဖြစ်တဲ့အကြောင်းနဲ့မတ်လ17ရက်ကနေ16ရက်နေ့အတွင်းဘင်္ဂလားဒေ့ရှ်ကိုတောင်းအမယ်ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီရိုဂူတာရက်စ်ခီးစဉ်အတွင်းအကူအညီလိုအပ်နေတဲ့မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကလုံးက ဆွေးနွေးလိမ့်မယ်လို့လည်းမျှော်လင့်ကြောင်း Food Runner ရဲ့ကြေညာချက်မှာဖော်ပြပါရှိပါတယ်ခင်ဗျာ။တိုင်းမြန်မာနယ်စပ်တစ်လျှောက်ရွှေပြောင်းလို့သမားတွေနဲ့တိုင်းရင်းသားတွေကိုစေကုသပေးနေတဲ့မေရိုစေကန်တီတောင်လူဒေါက်တာနော်စင်တီရာမောင်ကိုထိုင်းနိုင်ငံကဂုံလူဆောင်ပါရဘူးဘွဲ့ချင်းမိနေလို့ကင်မျိုးသားစီယွန် KNU ကတော့ထုတ်ပြန်ထားပါတယ်။တိုင်းပြည်နိုင်ငံတိုင်းပြည်တော်ဝင်မိသားစုကမင်းသမီးဖြစ်တဲ့မဟာထရာဂျီစီတုံကိုရင်လာရောက်ချင်းမိပေးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ဆာမာကြီးဒေါက်တာနော်စင်တီရာမောင်ကို Faculty of Social Science Nursing University က nominate ပေးခဲ့တာဖြစ်ပြီးတော့ အာဆီယံဒေသတွင်လူသားချုပ်ပြုလုပ်ငန်းတွေကိုလွှတ်ဆောင်နေတဲ့အပြင်လူမှုတိုင်းဝန်အတွက်ကောင်းမွန်တဲ့ကြိုးတက်မှုတွေဖြစ်ပေါ်စေတဲ့အတွက်အခုလိုဘွယ်ပေးရခဲ့တာဖြစ်တယ်လို့လည်းဂင်မျိုးသားစီယွန် KNU ကတော့ထုတ်ပြန်ထားပါတယ်။ Maryland University ကနေနှစ်စဉ် Honorary Doctor အတွက်သက်ဆိုင်ရာတက္ကသိုလ်တာဝန်ရှိသူတွေက nominate လုပ်ပြီးတော့တက္ကသိုလ်ကောင်စီကရွေးချယ်ပေးနေတာလည်းဖြစ်ပါတယ်။ Dr. Noor Sindhia မှာ2003ခုနှစ်မှာ Time Magazine ရဲ့အာချတွေကောင်ဖြစ်ရွေးချယ်ခံရရတယ်လို့နိုင်ငံတကာကနေစုပေါင်း18ခုထိချီးမြှင့်ခံထားရသူလည်းဖြစ်ပါတယ်။ဆက်လက်ပြီး Dr. Noor Sindhia မှာ အရှိတော်အောင်ဆရာရီမွန်ကာကာဆေးစုကိုရရှိထားသလို1999ခုနှစ်မှာလည်းဂျိုနာသန်မန်အဝတ်စုကိုပထမဆုံးချီးမြှင့်ခံရတဲ့မြို့သမီတူဖြစ်ပြီးတော့ဩစတြေးလျနိုင်ငံကချီးမြှင့်ခဲ့တဲ့ဆန်နဒီငင်းချမ်းစုကိုလည်းရရှိသားသူတူလည်းဖြစ်ပါရခင်ဗျာအိန္ဒိယနိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ချုပ်ချာအာဏာနေမီပိုင်ဆိုင်မှုကိုလေးစားသင့်တယ်လို့စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်စုံမင်းတို့ကတော့ပြောဆိုလာပါတယ်အိန္ဒိယနဲ့မြန်မာနယ်စပ်မဏိပူရဒေသအကြောင်းနဲ့ကဘောကြိုင်ဝင်းကိစ္စမီဇိုရန်တို့တော်အမတ်တွေပြောကြားချက်နဲ့ပတ်သက်ပြီးတော့အခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ် မြန်မာနိုင်ငံစိုးရအနေနဲ့အိန္ဒိယနိုင်ငံကိုအုံပြပြီးတော့မြန်မာကိုစန့်ကျင်တဲ့အုပ်စုတွေကိုမလိုလားသလိုမြန်မာနိုင်ငံကိုအုံပြပြီးတော့အိန္ဒိယစိုးရကိုစန့်ကျင်နေတဲ့အုပ်စုတွေကိုလည်းမြန်မာနိုင်ငံအနေနဲ့လက်ခံမထားပါဘူးမြန်မာနိုင်ငံအနေနဲ့အိန္ဒိယနဲ့အတူရခိုင်တိုင်းသဘောတူထားတဲ့ငင်းချမ်းစွာတူရှင်တွဲနေထိုင်ရင်မူကြီးငားရအတိုင်းပဲကျွန်တော်တို့နေထိုင်လက်ရှိပါတယ်မိတ်ဆွေကောင်းပြည်သားတွေနေထိုင်လက်ရှိပါတယ်လို့၎င်းကတော့ပြောဆိုထားပါတယ်ကဘောချန်ဝမ်ဒေတာကိုရခိုင်ကလေးကတိုင်းတာပြီးအတိမတ်ပြုထားတာဖြစ်ပြီးဖြစ်ကမြန်မာအိန္ဒိယနိုင်ငံနေသားတတ်မှတ်ချက်အနေနဲ့ 2014ခုနှစ်မေလ10ရက်နေ့မှာချုပ်ဆိုထားတဲ့မြန်မာအိန္ဒိယနိုင်ငံနယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ဆိုင်ရာနားလည်မှုစာချုပ်လာရှိပြီးသားဖြစ်တယ်လို့လည်းသိရပါတယ်။လွန်ခဲ့တဲ့2013ခုနှစ်တုန်းကလည်းအိန္ဒိယရဲ့တပ်ခန့်ပါတီတစ်ခုဖြစ်တဲ့ BJP ပါတီကတမူကလင်မင်းကြီးမြို့နယ်မှာပါဝင်တဲ့ကဘောကျဲဝမ်ပြည်သားကိုပြင်ပေးမယ်ဆိုပြီးတော့မဲဆိုတာမျိုးရှိခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနိုင်ငံတွေအိန္ဒိယချင်းကောင်းမိတ်ဆွေကောင်းဖြစ်မြန်မာရဲ့တည်ဆောင်ရတော့မှာဖြစ်တယ်လို့အိန္ဒိယမှာရှိတဲ့အချို့သောနိုင်ငံရေးသမားတွေအနေနဲ့မြန်မာနိုင်ငံရဲ့လိုဘတစ်ခုတည်းကိုကြည့်ပြီးတော့နိုင်ငံဆက်ဆံရေးပြပြအောင်မလုပ်သင့်ဘူးလို့လည်းဗိုလ်ချုပ်ဆိုမင်းတို့ကတော့ပြောဆိုထားပါရခင်ဗျာ။ ူရင်းမြန်မာနေ့ကင်းတရေစီစဉ်ဒီကိုနေ့စဉ်တနင်္လာရီကနေစနေနေ့ထိမြန်မာစံနေချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နေပါဗျာ။